တွေများတယ်ပဲသူရရမယ်အခုနမိုက်ပြောတယ်လို့ဗောအောင်မြင်ဖို့ဆိုတာလူတယောက်ကရုပ်ချောတိုင်းမအောင်မြင်ဘူးလို့ရုပ်ချောတဲ့လူတွေအများကြီးအဲရုပ်ချောတဲ့လူတိုင်းမှာမင်းသားမှာမဖြစ်တာဟိုတစ်ခါကကြလို့ရှိရင်လည်းဟိုဖိတ်တဲ့ဘွားတိုင်းလည်းမသွားသင့်ဘူးဟုတ်တယ်မလားဟိုခင်မာတယ်ဆိုပြီးလူတိုင်းနဲ့လည်းမပေါင်းသင့်ဘူးဘာကြောင့်လဲဆိုတော့ဒါတွေကအများကြီးစစ်စစ်ပြီးတော့နေရမှာပေါ့ကိုကိုကိုချုပ်ထိန်ပြီးနေရမှာ တော့မိုင်းတို့ငငယ်တုန်းကဆိုရင်လည်းမိုင်းတို့ဆိုရင်ဟိုတဘာဝဒီမိမရှာတဘာဝလိုမျိုးနေခဲ့ရင်မိုင်းအခုအခုဆိုရင်တက်ရှိထင်ရှားရှိမှာမဟုတ်တော့ဟိုဂျိုဆွန်ခက်လိုမျိုးပဲပေါ့ဒီဘက်ခက်ရောက်လာပြီကျမဒီဘက်ခက်ရောက်လာဒီဘက်ခက်စပုံမှုဖြစ်သွားပြီကျမအော်စပုံမှုပါစပုံမှုဖြစ်သွားပြီလားအေးပေါ့စပုံမှုဖြစ်သွားဒီဘက်ခက်ကစပုံမှုဖြစ်သွားပြီလေအဲ့တော့ဟိုကချောနာကဒီဘက်ခက်ထိလိုက်လာပြီလေချောနာလိုက်လာပြီလေဒီဘက်ခက်ရွေးရအောင်မလားရွေးရအောင်လားရွေးရအောင်မလားချောနာရဲ့ထမင်းတော်ကိုရွေးရအောင် စားအောင်မယ်ပြန်တုတ်ခိုင်းရပဲကိုကြီးပဲတုတ်နေတိတ်အစင်မဖြစ်ခင်ဗျာစပေါ်မှုမှလေးပါအေးပါအဲ့လိုမျိုးပါဒီဒီနေ့ဆိုင်ရုပ်ပြောတာလေဆိုင်ရုပ်အမိုင်းတို့ဒီနေ့ application ကြော်ညာလေးရိုက်တာပေါ့နော်။မိုင်းနေဒီ G3G application ကြော်ညာရိုက်ဆုံးတာပေါ့မိုင်းနေဒီနေ့။အဲ့လိုလည်းမဟုတ်ပါဘူး။မိသားစုစံစံလေးပေါ့ဇလန်လေးရအဲ့လို ပြောတဲ့အကြောင်းအရာတစ်ခုရှိဟိုဟိုရုပ်ချောတိုင်းမင်းသားမဖြစ်ဘူးလို့မင်းသားဖြစ်ဖို့ဆိုလို့ရှိရင်စူးစမ်းရမှာ၄စင်ကြင်ရမှာ၄ပြီးလို့ရှိရင်ဒီကိုယ်အလုံးနဲ့ပတ်သက်တဲ့ပေါ့နော်လေးလာတင် जा မှုတွေအများကြီးလုပ်ဖို့လိုတယ်။နောက်ပြီးလို့ရှိရင် तू ကစကားပြောနည်းနည်းလေးမြန်တယ်လေမြန်ပြီးတော့စကားလုံးမကွဲတာတွေပါဆိုဟိုစကားပြောတဲ့ခါမှာထန်ကလိုင်းချက်ချက်ပေါ့ရုပ်ရှင်မှာကြတော့ပြောတဲ့စကားလုံးတစ်လုံးတိုင်းမှာ အအတိတ်ပဲရှိတယ်လေလေတန်အနိုင်အမြင့်အတက်အကြပေါ့အဲ့ဒါလေးတွေကဟိုဘယ်လိုခေါ်မလဲအပြင်အရက်သူအရက်သားပြောတဲ့စကားတန်တယ်မတူအဲ့ဒါလေးတွေကိုပေါ့သူနည်းနည်း train လုပ်ဖို့လိုတယ်လို့သူစကားပြောနည်းနည်းအဲ့လိုမြန်တာတွေပါရှိတယ်လေဆိုတော့ အဲ့လိုမျိုးလေးပေါ့လိုအပ်တာတော့အကြံဉာဏ်ပေးတာပေါ့လေဟုတ်ဟုတ်ရဲ့တကူးဆိုလို့ရှိရင်အမိုက်ယူပဲအမြဲမေးပြတဲ့အချိန်ကတော့ဘယ်လိုပြောမလဲဒီအကူအကူမဒီရာကိုစပြီးဝင်ရမှာဆိုတော့ဒီရာရဲ့သဘောတဘာဝတွေပုံစံတွေအနေနဲ့ကြောကြာဒီတိုင်းသားဘက်ခြံဆိုတော့အဲစကားပြောလို့ရှိရင်ဒီလုံးနေတယ်ပါတယ်ဒီတိုင်းရာလို့ပဲပြောတဲ့ခါကြလို့ရှိရင်ခါကြလို့ရှိရင်အဲ့လို တကွင်းတူဟိုဆက်သွားလို့ရှိရင်အရင်ဘယ်လိုမပြီးမသားဖြစ်တဲ့ခါအမျိုးကြီးရှိတာပေါ့အဲဒါဆိုလို့ရှိရင်ဟိုခါကျရင်ပြန်ရရရပါလေဆိုလို့ရှိလို့ရှိရင်အဒီ channel အဖွဲ့တိုင်းကောင်းရရင်အားနာမှုပြောက်ပေါ့အဲကြောင့်ဒီအားနာရောတေချာရောတေချာရောပြင်ဆင်နေပါတယ်ပေါ့ကျွန်တော်အဆက်ပြေရောလောက်ကမကောတုံးတော့ဘူးလေဟုတ်မိုင်းရလို့မေးပါမိုင်းမိုင်းမိုင်းတို့မိုင်းတို့ရိုက်တာကတော့3မိနစ်စာလောက်ကလေးပဲ3မိနစ်စာအဲ့လောက်ကလေးပဲမိုင်းတို့ရဲ့ဒီဟိုပေါ့စကားပြောတာလေးနဲ့ပါနေအဲ့လောက်ပေါ့နော်ဒါပေမဲ့အဲ့3မိနစ်စာကို သုံးရက်လောက်ရိုက်ရမလားတော့မသိဘူးပြောရဖို့ဒါ dialog သူ့ကပြောမဲ့စကားလေး dialog လေးတော့ကြိုပြီးကြည့်ထားလို့ဒါလို့ပြီးလို့ရှိရင်ဟိုအပြင်မှာပြောသလိုပဲဟိုပြောလို့တမင် item လုပ်ပြီးတော့ပြောသလိုမျိုးတော့မလိုဘူးလို့ပြောလိုက်တဘာဝကြကြလေးပြောလို့အဲ့လိုတော့ခုနကတော့ပြောထားပါတယ်တမင်ရိုက်မှာတော့သိမှာပေါ့လေဟုတ် ဆောင်းမဲလာစိတ်ခင်နေဆင်မိုင်းစမလာအေရမလာဘီရမလာစီရ ABCDEFG အာဘလူလေးလေးဆိုတော့ तू ကရုံသွားကန်နေကိုမနေ့စာစာစားမှာပေါ့အစားကန်နေမှာမိုင်းတို့ကဒီ application ကကြတော့ဒီမိဘောင်ကြောင်လုံးပစ္စည်းတွေကိုသူကအိမ်နိုင်ရောက်ပို့ပေးတဲ့ application တစ်ခုပေါ့အဲ့ဒါလေးကိုသူကစားရမယ်ဆိုတော့ ခုမှဟင်းချက်တဲ့ပစ္စည်းပါညာဘာဘာမှမရှိဘူးပစ္စည်းတွေကုန်နေလို့ပေါ့အိမ်ပေါ်ကောင်မလေးတွေကလည်းဘာမှမပြောသေးဘူးမပြောတော့အစင်းစင်းဘာမှမရှိဘူးပြင်မှာပဲစားလိုက်တော့ဆိုပြောတဲ့အချိန်မှာသူကအပြင်းစားမစားဘူးဒီလက်ရပဲကြိုက်လို့စားတာလေအမလက်ရပဲကြိုက်လို့စားတာလေပါညာဆိုပြီးတော့သူကပြောမယ်ပေါ့အဲ့လိုမျိုးကနေပြီးတော့နောက်ပိတ်ဆုံးမှာဒီ application ကမှားလို့ရတယ်ဒီပစ္စည်းပါညာဆိုတာဈေးထိသွားဝယ်စရာမလိုဆိုတာလေးပေါ့အဲ့ဒါလေး သဘောမျိုးပေါ့အဲ့သဘောတရားဟုတ်လို့လားဟုတ်တယ်ပေါ့တိတ်မကောင်းလို့ပြောကြတာကောင်းပါဘူးသူပြောကောင်းနေမိတ်လေပြောကြတယ်ပြန်ပြန်ကြားတယ်ဟောမုတ်ဟင်္ဂါလာမယ်တခေါက်အဲမုတ်ဟင်္ဂါမမဆားလေသာအေးတခေါက်ရှိုးလေဇီလတ်ဇီလတ်အော်ဇီလတ်မာလေဟောရင်ရိုးရမောင်ဟင်္ဂါရိုးရမောင်ဟင်္ဂါအခုတော့မမိုင်းဆန်းထုတ်တဲ့မိတ်ကပ်ကိုနာမည်ဟိုမျိုးစုံတွေပြောနေတာစဉ်းစားကြည့်လိုက်လေဘယ်လောက်စိတ်ဝင်စားမှုရှိလဲမသိဘူးအဲ့မှလည်းအမှတ်ကဒိုင်းဆိုကြပါ ဟုတ်လေမမှတ်ထားဘူးလားမကြက်ထားဘူးလားမအားအရန်ကောင်းတူလေးတဲ့တားရတယ်မသိဘူးတဲ့ဒီနေ့ရတယ်မာကြီးထုတ်တဲ့ makeup ဘာဆိုလဲအဲ့ခုနပြောတာဘောက်ကရနာမည်လေး तू ပြောတာအဓိကအမကြီး product ရိုက်မထင်တာ application မထင်ဘူးအဲ့လေမေအခုလေးလိုက်လုံးမယ်ကြောက်ပြောမယ်စိတ်ထဲမှာပါတဲ့စကားလေလေးတန်းမာတယ်အဲ့လေးတန်းနားထောင်လိုက်တာနဲ့သူ့ရဲ့စကားကမှန်လားမှားလားဒီမှာတော့ဆုံးဖြတ်လို့ရတယ်ဟုတ်လေကျမတို့ idea ကိုအရင်ဦးစားပေးတဲ့လူဆိုတော့လေပြောလိုက်တဲ့ flow မှာတယ် ရှင်เนี่ยအတန်ပါနေဒါမဟုတ်ဘူးဆိုတာကြီးပေါ့နော်ဟုတ်ဟုတ်လေမိုက်ရွေးတန်တစ်ခုမှာတော့မိုက်ရတော့အလှဆုံးပေါ့အဲပြောကြတာပဲအဲ့လိုမျိုးတော့ဖြစ်တယ်လေဟုတ်တယ်မလားအဲ့လိုအတန်ငယ်ပိုင်းဟုတ်ကလပ်ပန်ရှင်တရတော့တော့မလှပါလိတ်လောက်တော့အရင်အဒီကတော့ဒီဒီရဲဝင်လာတော့ဒီအကုန်လုံးကတော့ကျောဒီတင်ပေးရဲအဒီဟာလိုလိုရှိရဲချွတ်ရကြောင်းကျွန်တော်ကဒီမှာစာအဝင်တာတိတ်မကြရတဲ့ကြောင်းချွတ်ရရ အာတိရရှိလို့မတိရရဲ့ရှိရလေအဲဒီမတိရရဲ့ကိုအချို့ကြောင့်လည်းအာဒါကဒါလိုလေးရှိရဲဆိုတော့ကျွန်တော်သိချလမ်းညွှန်ပေးရပါဘူးအာပေါ့ဘာလို့ကကြာတော့ဘယ်လိုလဲဆိုတော့တာမန်လူတယောက်နေထိုင်မှုတာမန်လူငယ်တယောက်နေထိုင်မှုပုံစံနဲ့အနုပညာလောကမှာဝင်မယ်ဆိုလို့ရှိရင်အနုပညာလောကမှာနေမဲ့လူတယောက်ရဲ့စောင့်ထိုင်ရမယ်စီကံကိုချင်းတရားပြီးတော့စိတ်အလိုလိုက်မှုနောက်ပျော်ရွှင်မှု ပျော်ရွှင်မှုဆိုတာလူတိုင်းလိုချင်တာပဲကြိုက်တာပဲလေဒါပေမဲ့အဲပျော်ရွှင်မှုဆိုတာကကိုယ်အနောက်ဆက်ဖြစ်စင်မဲ့ပျော်ရွှင်မှုလားကိုယ့်ရဲ့အောင်မြင်တိုးတက်မှုကို promote လုပ်ပေးနိုင်မဲ့အောင်မြင်မှုလားဆိုတာဟိုဘယ်လိုပျော်ရွှင်မှုလားဆိုတာကိုဟိုခွဲခြားဖို့လိုတာပေါ့နော်ဆိုတော့ဟိုတစ်ခါကကြားလို့ရှိရင်လည်းဟိုဖိတ်တဲ့ပွဲတိုင်းလည်းမသွားသင့်ဘူးဟုတ်တယ်မလားဟိုခင်မာတယ်ဆိုပြီးလူတိုင်းနဲ့လည်းမပေါင်းသင့်ဘူးဘာကြောင့်လဲဆိုတော့ဒါတွေကအများကြီး စစ်စစ်ပြီးတော့နေရမှာပေါ့ကိုကိုကိုချုပ်ထိမ့်ပြီးနေရမှာဆိုတော့မိုင်းတို့ငငယ်တုန်းကဆိုရင်လေမိုင်းတို့ဆိုရင်ဟိုတဘာဝဒီမိမရှာတဘာဝလိုမျိုးနေခဲ့ရင်မိုင်းအခုအခုဆိုရင်တက်ရှိထင်ရှားရှိမှာမဟုတ်တော့เนาะလောလောကကြီးမှာပျောက်ကွယ်သွားမိုင်းကြီးကစီးနဲ့ကန်းနဲ့ကို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 ထိမ့်သိမ့်ပြီးတော့အပျော်တွေရောဒါတွေအကုန်စွန့်လွတ်ပြီးတော့ငါအောင်မြင်မှုတစ်ခုပဲအဲ့အောင်မြင်မှုအတွက် ငါဘာလို့ကြိုးစားရမလဲဆိုတာပဲအာယုံထားပြီးနေလာတဲ့လူဖြစ်တဲ့အတွက်အခါငါကြံ့ရင်ကလေးတွေပြင်စိတ်ထဲမှာဘဝင်မကြဘူး။အော်သူတို့အောင်မြင်ခြင်းနဲ့ဘာမှလည်းဟိုကြိုးစားထုတ်မှုမရှိဘူး။ဘာမှလည်းစင်ကျင်မှုလည်းမရှိဘူး။အောင်မြင်ကြတာပဲရှိရပေါ့နော်။အဲ့လိုမျိုးတော့မြင်ရတာပေါ့နော်။ဒါသူ့ပြောတာမဟုတ်ဘူးနော်။သဘောတရားပြပြတာ။ဟိုအဲ့ဒါမျိုးလေးတွေပေါ့လေမြင်နေရတာပေါ့လေ။လူတွေများတဲ့ဘယ်သူရရမယ်။ကောင်းလေချောတာရောချစ်တဲ့လူရှိ။ အမိုက်တော့မများဘူးလေနော်ကောင်လေးကချစ်တယ်လို့မိုက်မှာကြောက်ဝိုင်းလေပဲလေမာကြီးကမာကြီးကနာမည်ကြီးတယ်ဒါပေမဲ့လက်တွေမှာဘယ်သူမှမရှိဒါမိုင်းနဲ့နေတဲ့ပတ်ဝန်းကျင်ကလူတွေအကုန်သိတယ်မေးချီသူတို့တွေမေးချီပါမိုင်းဆိုအင်တာဗျူးဖြစ်လာရင်တော့ရှောက်ပြတော့ပဲဟာသားတွေပဲရှောက်ပြောနေတကယ်တမ်းမာကြီးလက်တွေမှာဘာမှမရှိဘူးဒါရဲ့ဒါအမှန်တိုင်းပြောတာဒါအမှန်တိုင်းပြောတာမာကြီးကမညာနေတိုင်းငါးပါးတီလာ ဆောင်ထိန်နေလို့ဖြစ်တယ်တယ်မိုင်းဘယ်တော့မှညာမပြောဘူးဒါအမှန်တိုင်းကိုပြောနေတာကမလေးကဂဲမှန်မှုရစားတယ်အဲ့ကဲအဲ့ကဲကကြောက်တုံးကြီးဖြစ်နေတယ်ပြီးတော့အဲ့ကဲတခါတည်းမှန်လိုက်တယ်သတိမရတော့လို့ဖြစ်သွားမိုင်းနဲ့တွဲရိုက်တိုင်းအောင်မြင်ခြင်းမအောင်မြင်ပါလေသူတို့ကိုယ်တိုင်ရဲ့စ조사အထုံးမှုเนาะစ조사အထုံးမှုနဲ့ဆိုင်တယ်အာတချို့ကြတော့အောင်မြင်သွားတယ်အဲ့အောင်မြင်တဲ့နေရာမှာ ပေါ်ပြမှာပျော်ရွှင်ပြီးတော့နေကြရလေအဲ့ပျော်ရွှင်မှုရဲ့နောက်ွယ်မှာဖြစ်လာမဲ့အကျိုးဆက်တွေကိုလှုပ်တဲ့လူကိုယ်တိုင်ပဲခံရတာမိုင်းတို့တွဲရိုက်ပေးလိုက်တဲ့လူကမခံရဘူးသူတို့မြင်ပါလိမ့်မယ်မိုင်းရမိုင်းနေရာမှာအများတန်းဒီတနေရာထဲမှာပဲတည်တည်မြဲမြဲရှိနေတယ်ဘာကြောင့်လဲမိုင်းကကိုရှောက်မဲ့လမ်းကိုရဲ့ခံယူချက်ကိုဘယ်တော့ဘယ်တော့ခါမှမပြောင်းလဲကိုနေထိုင်မှုပုံစံနဲ့ဒီတိုင်းလေးပဲသွားတယ်အဲ့အတွက်မိုင်းကနေရာတနေရာမှာအများတန်းငြဲပြီးရှိတယ်ပေါ့နော် အောင်မြင်လာပြီးတဲ့နောက်ပိုင်းမှာကိုယ့်ရဲ့အာပေါ့ခံယူချက်မပြောင်းဖို့အရေးကြီးတယ်ခံယူချက်ပြောင်းတာနဲ့အဲပြောင်းတဲ့အနောက်မှာဖြစ်ပေါ်လာမယ့်အကျိုးဆက်သူတို့ကိုယ်တိုင်ပဲခံရမှာနော်ဟိုရှေ့မီနှုတ်မီဆိုတော့သိရမလားပညာရည်အများကြီးရတယ်လေမဟုတ်ဘူးမဟုတ်ဘူးလေဟိုကအဲ့ဒါမကြီးတို့ကဟိုဂျိုဆွန်ခက်လိုမျိုးပဲပေါ့ဒီဘက်ခက်ရောက်လာပြီကျမဒီဘက်ခက်ရောက်လာဒီဘက်ခက်စပုံမှုဖြစ်သွားပြီကျမ စပုံမှုဖြစ်သွားပြီလားအေးပေါ့စပုံမှုဖြစ်သွားဒီဘက်ခက်ကစပုံမှုဖြစ်သွားပြီလေအဲ့တော့ဟိုကချောနာကဒီဘက်ခက်ထိလိုက်လာပြီလေချောနာလိုက်လာပြီလေဒီဘက်ခက်ရွေးရအောင်မလားရွေးရောလားရွေးရအောင်မလားချောနာရဲ့ထမင်းတုတ်ကိုစားရအောင်မလားစားအောင်မလားပြန်တုတ်ခါရပဲကိုကြီးပဲတုတ်နေတိတ်အစင်မဖြစ်စပုံမှုမှလေးပေါ့အေးပေါ့အဲ့လိုမျိုးပေါ့ဒီဒီနေ့စိုက်ရုပ်ပြောတာလေစိုက်ရုပ်အဲ့တော့ချောနာအရင်က အင်ပါအင်လို့ပါဒီနေ့ကဂျောနာတို့ဖြစ်သွားအဲ့တော့ဂျောနာကမာကြီးကိုခင်ဗျားတို့ခွင့်ပေးပါလားဒါမှမဟုတ်ဒီစပူးမှုမလေးရပဲခင်ဗျားခင်ဗျားတို့တုတ်ကျွေးတဲ့ဘဝဘဝမရဘူးပစ္စည်းပစ္စည်းကမရှိတော့ဇလန်းအဲ့လိုဖြစ်နေဇလန်းနဲ့မှာပစ္စည်းတွေကုန်နေတယ်ကွအဲ့လိုမျိုးပေါ့အခုနမိုင်းပြောသလိုပေါ့အောင်မြင်ဖို့ဆိုတာလူတစ်ယောက်ကရုပ်ချောတိုင်းမအောင်မြင်ဘူးလို့ရုပ်ချောတဲ့လူတွေအများကြီးအဲရုပ်ချောတဲ့လူတိုင်းမှမင်းသားမှမဖြစ်တာအဲ့တော့မင်းသားဖြစ်ဖို့ဆိုလို့ရှိရင်ခုနက မကြီးသူ့ဆုံးမထားတာမျိုးအချက်ညံပေးတာမျိုးလေးတွေရှိတယ်အဲ့ဒါလေးတွေတော့လိုက်နာဖို့လိုတယ်ကြင့်ကြံဖို့လိုတယ်စ조사အထောက်ဖို့လိုတယ်ပေါ့အာအလုံးပေါ့နော်အခုဝါလာလွတ်ကင်သတင်းချွတ်တဲ့ຢာတိရောက်လာပြီဆိုတော့မကြီးတို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကြုံတွေ့နေရတဲ့အာဝန်နေချင်းနေပူဆွေးချင်းနေအကုန်လုံးကင်းစင်ကွယ်ပြောက်ပါစေပြီးတော့အာကြုံတွေ့နေရတဲ့အခက်အခဲတွေအားလုံးလည်းအာကွယ်ပြောက်ပြီးတော့နော်နေသစ်ပေါ့နော်နေသစ်တွေ ကောင်းမွန်တဲ့နေသစ်တွေထွက်ပေါ်လာပါစေလို့မရဆုတောင်းပါတယ်။တော့ကောင်းကောင်းမျိုးချမ်းသာလဲလိုရာပြည့်ကြပါစေလို့ဆုတောင်းပေးပါတယ်။